င်္ဂလာပါရှင်ခေတ်သစ်တယ်လီဗီရှင်ကနေသတင်းတွေကိုတင်ဆက်ပေးပါမယ်ဝေါ်မြူနယ်မှာ PDF များကိုစိန်ခေါ်ကြတဲ့ပြူစော်တီကောင်ဆောင်နေအင်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်မှုစစ်သားနှုတ်သိဆုံးတဲ့အကြောင်းတင်ဆက်ပေးပါမယ်ပဲခူတိုင်းဝေါ်မြူနယ်မှာ PDF ရဲပေါ်များကိုစိန်ခေါ်ကြတဲ့ပြူစော်စီကောင်ဆောင်ကိုနေအင်ကိုဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာစစ်သားနှုတ်သိဆုံးခဲ့ကြောင်းဝေါ်မြူနယ်ပါကဖာမှာတာဝန်ရှိသူတအုပ်ကပြောပါရယ် မလ18ရက်နေ့ညနေ6:00နာရီခန့်ကဝေါ်မြူနေစစ်တမ်းမြကန်နာရှင်လက်ပံကျင်းရပြူစောတီကောင်းဆောင်အောင်ကြီးရဲ့နေအိမ်မှာစစ်သားပြူစောတီများစုဝေးနေစဉ်ဒရုန်းနဲ့တောင်ညိုစစ်ကြောင်းမှာဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ရာစစ်သားနှောင်းဦးတည်ဆောင်ပြီးပြူစောတီခုနကိုပြင်းထန်ထန်ရရရှိပြီးမြေကျိုးစေယုံမှာတောင်ငူစေယုံကိုပို့ဆောင်ကူတာထားကြောင်းသိရပါတယ်။ PDF တွေကိုစိန်ခေါ်ထားတဲ့ဝေါ်မြူနဲ့လက်ပံရွာကပြူစောတီကောင်းဆောင်ရဲ့နေအိမ်ပေါ်ဒရုန်းပုံတီချတိုက်ခိုက်ခံရတာစစ်သားမြပြီးကျင်းရတွေမှာသူ့ရွာကပြူအင်အားအတောင်ဆုံးပေါ်စခခ20တောင် ည်တဲ့ပြုခနာဦးတော်မြစ်ကျိုးအင်းစင်းရုံကနေတောင်ငူစင်းရုံကိုပို့လိုက်တယ်လို့သိရပါတယ်။ပေါ်မြို့နယ်ဘက်ကဖာမာတာဝန်ရှိသူတောင်ကပြောတာပါ။ပေါ်မြို့နယ်စစ်တောင်းမြကန်နာရှိကျေးရွာတွေမှာလက်ပံကျေးရွာကပြူစောတိအင်အားတောင်တင်းဆုံးရွာဖြစ်ပြီးပြူစောတိအင်အား30ကျော်ရှိကြောင်းပြူစောတိခေါင်းဆောင်အောင်ကြီးက PDF ရဲပေါ်တွေကိုစိန်ခေါ်ထားသူတောင်ဖြစ်ကြောင်းသိရပါတယ်။ ဆက်လက်ပြီးအင်ယာရီတိုင်းလေးမျက်နှာမျိုးနဲ့အတွင်ကိုစကောင်စီတက်ကလီရင်နဲ့ပုံများချင်းချတဲ့ကြောင့်တင်ဆက်ပေးပါမယ်။အင်ယာရီတိုင်းလေးမျက်နှာမျိုးနဲ့အတွင်ကိုစကောင်စီတက်ကမနေ့ကညပိုင်းလီရင်နေနဲ့ပုံချင်းချခဲ့ကြောင်းဒေသခံပြည်သူတွေကပြောပါရယ်မလ18ရက်နေ့ည8နာရီဝန်းကျင်လေးမျက်နှာမျိုးနဲ့ပသိမ်မုံရွာကလန်ပေးရှိဟိုကုံကျေးရွာနဲ့တောကျေးရွာကြားကိုစကောင်စီတက်ရဲ့လီရင်များပုံများချင်းချခဲ့ကြောင်းပုံချင်းချတဲ့နေရာမှာလူနေထိုင်ခြင်းမရှိတဲ့နေရာဖြစ်တဲ့အတွက်ထိခိုက်ဒဆုံတရာမရှိကြောင်းဒေသခံပြည်သူတောင်ကပြောပါရယ်မနေ့ကညအောင် ိုင်းမှာလေးမျက်နာမျိုးနဲ့ပသိမ်မုံရွာလမ်းကားလမ်းပြီးမှရှိတဲ့ဝက်ကုံကျေးရွာနဲ့တုံးရွာကျေးရွာကြားကိုလေရင်နဲ့ပုံကျင်းချပါတယ်။ရွာပေါ်မကြလို့တော်သေးရဲ့အကြောင်းပြချက်ခိုင်ခိုင်မာမာမရှိပဲစစ်ခွေးတွေခုလိုလိုက်လုံနေတာပြည်သူတွေတော်တော်ဒုက္ခကြုံနေရတာလို့ဒေသခံတောင်းကပြောပါတယ်။လက်တလောလေးမျက်နာမျိုးနဲ့ငတိုင်းချောင်းမျိုးနဲ့အဆက်ရခိုင်ယူမတောင်ချီကျေးရွာတွေမှာ ။အင်းအင်းနဲ့တော်လိုင်းတံမြန်ရောက်ရှိနေတဲ့ဆိုရဲစစ်တပ်လော်ဘီတွေရဲ့ဝါဒဖြန့်မှုတွေကြောင့်စစ်ကောင်စီတပ်ကအင်အားဖြည့်တင်းခြင်းစစ်ကူစစ်ကြောင်းပုံမှုစီလိုခြင်းလက်နက်ကြီးတွေနဲ့ပစ်ခတ်ခြင်းလေကြောင်းနဲ့ဒရုန်းတိုက်ခိုက်မှုတွေလှုပ်ဆောင်လာခြင်းတွေရှိကြောင်းဒေသခံပြည်သူတွေမှာတော့ကြေးရွာများမှာထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရပါတယ်။ရိုးမအဆက်ရွာတွေမှာတော့ထိတွေ့တိုက်ပွဲဖြစ်တဲ့ရွာသူရွာသားတွေကတော့အခုချိန်ရွာထဲမနေရဘူး။လလုံးစဲရှောင်နေတာတချို့ရှိတယ်လို့လေးမျက်နှာမျိုးနဲ့မှစစ်ပေးရှောင်ကူညီသူတန်ဦးကပြောပါတယ်။အင်းကရခိုင်ပြည်နယ်နဲ့ထိစပ်တဲ့အင်ယာရီတိုင်းပဲခူးတိုင်းနဲ့မကွေးတိုင်းတွင်ကို စစ်ကြောင်းများချီတက်ပြီးထိုးစစ်များကိုစက်တိုက်ဆိုသလိုလှုံ့ဆော်နေရရှိကြောင်းဒေသစင်ရေးတည်င်းရင်မြစ်တွေစီရသိရပါရယ်ဆက်လက်ပြီးမင်းအောင်လိုင်းရဲ့သားနဲ့သမီးတို့ကစီးပွားရေးလုပ်ငန်းများအကြီးကျယ်လုပ်ကိုင်နေခြင်းဝန်ထမ်းတွေကိုတော့စီးပွားရေးမလုပ်ဖို့အကြံဖက်စကောင်ဆောင်ကတရားဝတ်ညွှန်ကြားချက်ထုတ်ပြန်နေကြောင်းတင်ဆက်ပေးပါမယ်အကြံဖက်စကောင်ဆောင်မင်းအောင်လိုင်းရဲ့သားအောင်ပြေဆောင်နဲ့သမီးခင်တီတီတမွန်တို့ကမြန်မာနိုင်ငံမှာစီးပွားရေးလုပ်ငန်းများစွာအကြီးအကျယ်လုပ်ကိုင်နေတော့လဲစစ်ကောင်စီလောက်ခံဝန်ထမ်းတွေနဲ့စနီးသားသမီးတွေကိုစီးပွားရေးလုပ်ကိုင်ခြင်းမပြုဖို့လျှို့ဝှက်အမိန့်ပေးညွှန်ကြားချက်တရက်ကိုထုတ်ပြန် ြန်လာကြောင်းသိရပါဗျ။ အကြံဘက်စစ်ကောင်ဆောင်မင်းအောင်လိုင်ကနန်းစီဒီယံဝန်တန်းများအနေနဲ့ပြင်ပစည်းဝါးများမလုတ်ကင်ဖို့တားမြစ်ကြဝန်တန်းကျင့်ဝင်နိုင်ငံဝန်တန်းဥပဒေနဲ့ဤဥပဒေတွေရာနိုင်ငံဝန်တန်းများအနေနဲ့မိမိတို့ရဲ့လုပ်ငန်းတာဝန်နဲ့တိုင်းရိုက်ဖြစ်စေပြဝါပြီးဖြစ်စေဆက်ဆက်မှုရှိတာဒါမှမဟုတ်မိမိတို့ရဲ့ဇနီးသားသမီးများအမိခံပြီးအကြပြင်ပစည်းဝါးလုပ်ငန်းများမှာလုတ်ကင်ဆောင်ရွက်ခြင်းမပြုဖို့ညွှန်ကြားလာကြောင်းသိရပါတယ်နိုင်ငံဝန်တန်းများအနေနဲ့စည်းဝါးလုပ်ငန်းကိုမလုတ်ဆောင်ဖို့1940ပြည့်နှစ်အစိုးရဝန်တန်းများကျင့်ဝင်ဤဥပဒေများ2004ခုနှစ်မှာထုတ်ပြန်ခဲ့တဲ့ဝန်တန်းကျင့်ဝင်အ ပိုင်ရှင်မာလကောင်း2013ခုနှစ်မလာရှိရနေ့ထုတ်ပြန်ခဲ့တဲ့နိုင်ငံဝန်ထမ်းဥပဒေပုံမှန်39မာလကောင်း2014ခုနှစ်မလာ26ရက်နေ့ထုတ်ပြန်ခဲ့တဲ့နိုင်ငံဝန်ထမ်းဤဥပဒေပုံမှန်190မာလကောင်းပြဋ္ဌာန်းထားကြောင်းဒါကြောင့်အစိုးရညွှန်ကြားချက်တွေကိုဝန်ထမ်းတွေအားလုံးသိရှိလိုက်နာမှာဖြစ်ကြောင်းစစ်ကောင်စီရဲ့ညွှန်ကြားချက်မှာဖော်ပြပါရယ်မင်းအောင်လိုင်ရဲ့တားဖြစ်သူအောင်ပြေဆောင်ကပြည်ရင်းစီးပွားရေးလုပ်ငန်းတွေကိုအမည်အမျိုးမျိုးကုမ္ပဏီအမျိုးမျိုးနဲ့လုပ်ကိုင်ရရှိပြီးအောင်ပြေဆောင်ပိုင်တဲ့ကုမ္ပဏီတွေမှာဖုံးမြက်ပြေဆောင် Sky One မြန်မာစစ်သူကြီးမင်းတရားကြီး one in sky true golf on me mo me insurance company my tel telecom ရှင်ရရှင် Azura Beach Resort AMM Mahakamni Limited ငြိမ်းချမ်းပြည်စုံ Magnificent and Trading Company Limited စားတဲ့ကုမ္ပဏီများစွာပါဝင်ပါတယ်။အောင်ပြည်စုံရဲ့ကုမ္ပဏီတွေကစက်တိုင်ရဲ့စောင့်လုပ်ရေးတင်တာဝင်ကြီးဌာနရဲ့စောင့်လုပ်ရေးတင်တာများစွာကိုရရှိထားပြီးဥပမာအားဖြင့်ရန်ကုန်ရှိ MT စစ်စင်ရုံအထူးကိုစံတန်းပြည်ဦးလွင်ကရင်ခွနရကန်စာကုစေးရုံအပါအဝင်စစ်တပ်နဲ့သက်ဆိုင်တဲ့စောင့်လုပ်ရေးလုပ်ငန်းများအလုံးတလားရှိတော်ပီဒိုးစက်ရုံအပါအဝင်တင်တာများစွာရရှိလုပ်ကိုင်ခဲ့ပါတယ်။ဒါအပြင်မင်းအောင်လိုင်ရဲ့တားဖြစ်သူအောင်ပြည်စုံက ကြောက်ဖြူရေးနယ်စေကမ်းမှာစေကမ်းဆိုင်ရာ project စစ်တွေစေကမ်းစီမံကိန်း project ရန်ကုန်မြို့မြောက်ရီမီဒီယာစင်တာတိဆောင်ရေး project တောင်ကလာပါကောက်ကွင်းပြင်ဆင်မှု project ရုရှား73စီရန်ဝယ်ကော်မတီကဲ့သို့သောစစ်တပ် project များဆိုလာပြားများတင်သွင်းခြင်းနဲ့ဆိုလာတာအပိဆိုင်ုံများတိဆောင်ရေးလုပ်ငန်းများမှာလည်းလုပ်ကင်ခွင့်ရရှိခဲ့ကြပါသည် မင်းအောင်လိုင်းရဲ့သမီးခင်တိနိတမွန်ကတော့အမှုပညာရှင်နဲ့ဖျော်ဖြေလုပ်ငန်းများကို Seven Sense ရုပ်ရှင်ထုတ်လုပ်ရေး SM Winter ထုတ်လုပ်ရေးစတဲ့အမည်မျိုးမျိုးနဲ့လုပ်ကိုင်ပြီးပြည်ရင်းကို NPK Motor Company Limited အပါဝင်ကုမ္ပဏီများစွာတည်ထောင်ပြီးလျှက်စစ်ကားများတင်သွင်းခြင်းလျှက်စစ်ကားအသွင်းရုံများတိစောက်ခြင်းတွေကိုလုပ်ကိုင်ခွင့်ရရှိနေပါတယ်။ဆက်လက်ပြီးငတရကိုဝင်လာတဲ့စစ်ကောင်စီစစ်ကြောင်းနှစ်ကြောင်းနဲ့တက်ကွင်းတွင်ရောင်းလာတဲ့စစ်ကြောင်းပြည်စီပြီးစစ်ကြောင်းမှုအပါဝင်84ဦးတိစောက်ခြင်းဖြစ်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းညောင်ခရိုင်ငတရမြို့ ယ်ကွယ်အတွင်းစစ်ကြောင်းတို့ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကိုတော်လိုင်းတပ်ဖွဲ့တွေကပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား84ဦးသေဆုံးပြီးစစ်ကြောင်းတစ်ခုလုံးဝပျက်စီးသွားကြောင်းသိရပါတယ်။တော်လိုင်းတပ်ဖွဲ့တွေကငတိယမြို့နယ်ကွယ်အတွင်းစစ်ကြောင်းတို့ဝင်ရောက်လာတဲ့အင်အား80ခန့်ပါစစ်ကောင်စီနဲ့ပြူစောဒီပူပေါင်းစစ်ကြောင်းကိုပြီးခဲ့တဲ့မလ14ရက်နေ့နေ့လယ်တနားမိနစ်30ကထောက်ဝရွာနဲ့အိုးရင်းရွာကြားအယောက်မှာပိတ်ဆို့တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သားနဲ့ပြူအဖွဲ့ဝင် 69ဦးနေရာမှာပဲတည်ဆုံကြောင်းတိုက်ခိုက်ခဲ့ကြောင်းပကံပြည်ဘလူတပ်ဖွဲ့မှသိရပါတယ်အဆိုပါတိုက်ခိုက်မှုကြောင်းတရားရရှိလို့ညာဦးစင်းရံကိုပို့ဆောင်လိုက်ရတဲ့စစ်ကောင်စီနဲ့ပြူစောတိဖွဲ့ဝင်9ဦးကမလ16ရက်နေ့မှာထပ်မံတည်ဆုံသွားတဲ့အတွက်တည်ဆုံသူစုစုပေါင်း84ဦးဖြစ်ကြောင်းသိရပါတယ်ငတရားမျိုးနယ်နဲ့ကိုစစ်ကြောင်းနှစ်ကြောင်းနဲ့ဝင်လာတာစစ်ကြောင်းတစ်ကြောင်းကိုအပြတ်ဖြုတ်လိုက်တာပါစစ်ကြောင်းမှုစောစောစီစီကျသွားပြီးနောက်လိုက်စစ်ကွေတွေဗျံပဓာဖြစ်ပြီးအကုံပြေးကြလွားကြထွက်ပြေးကြရင်ကျွန်တော်တို့တပ်ခွင်နဲ့မှရောက်လာပြီးအကုံတီကုံနာပါလို့ပကံပြည်ဘလူတပ်မှတောင်း ာဝန်ရှိသူတောက်ကပြောပါတယ်စစ်ကြောင်းတို့ဝင်ရောက်လာတဲ့စစ်ကောင်စီတပ်ကတမ88မှဖြစ်ပြီးပြည်သူစစ်အများပြပဝင်ကြောင်းနဲ့တိုက်ပွဲအတွင်းစစ်ကြောင်းမှုတည်ဆောင်းကစစ်ကြောင်းပြတ်ပြီး အများပြားထွက်ပြေးရမှာတပ်ခွင်နေရောက်ကစစ်ကြောင်းတစ်ခုလုံးနှိပါသိဆောင်ခဲ့ခြင်းဖြစ်ကြောင်းပကံပြည်ဗလူတပ်ဖွဲ့မှသိရပါတယ်။အဆိုပါစစ်ကြောင်းမှာတပ်ဖွဲ့ဝင်တချို့ကပြည်သူဆိုင်ကရီကိုယူပြီးမတရားရဲစခန်းဘက်ကိုထွက်ပြေးသွားတာကြောင့်လွတ်မြောက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။အဆိုပါတပ်ဖွဲ့မှသိဆောင်သွားတဲ့ပြူစောတိဖွဲ့ရဲ့မိသားစုဝင်တွေကိုစစ်ကောင်စီကတော်လိုင်းတပ်ဖွဲ့များပိတ်ဆို့ထားပြီးထွက်မရသေးဘူးလို့လိမ့်လေသတင်းဖုံးဖိထားတာကိုဒေသခံတွေကပြန်လည်ကြားသိရကြောင်းပကံပြည်ဗလူတပ်ဖွဲ့တာဝန်ရှိသူကပြောပါတယ်။အဆိုပါတိုက်ခိုက်မှုကိုပကံပြည်ဗလူတပ် PGF တောင်တာမြို့နယ်ပါကပါ Scorpion People Defense ကိုညောင်ခရိုင်တိုင်ရင်ကမြင်းချန့်ခရိုင်တိုင်ရင်တုံတို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ကြောင်းသိရပါတယ်။ပိတ်ဆို့တိုက်ခိုက်မှုကပကံပြည်ဘလူးတပ်ဖွဲ့မှရဲဘော်တအုပ်ကြဆောင်ပြီး PGF မှရဲဘော်တအုပ်တရားရရှိခဲ့တယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။